တရုတ်နှင့်ထိုင်းနိုင်ငံရေသားတို့၏၆ကြိမ်မြောက်ရေပြင်ပူးသွဲစီရေးလေ့ကျင့်မှုစတင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နှင့်ထိုင်းနိုင်ငံတို့ကတရုတ်တောင်ပိုင်းကွမ်တုံပြည်နယ်ကျန်းချီရန်ရှိစီရေးစိတ်ကမ်းတစ်ခုမှာဗုဒ္ဓဖူးနေနနက်က၆ကြိမ်မြောက်ရေပြင်စီရေးလေ့ကျင့်မှု Blue Strike 2025ကိုစတင်လိုက်ပြီးဧပြီလအစောပိုင်းမတိုင်ခင်အထိစီရေးလေ့ကျင့်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ နနက်9နာရီခန့်မှာတရုတ်တပ်မှုတဝူကနေညွန်ကြားကစတင်ဖွင့်လှစ်လိုက်ပြီးနိုင်ငံစလုံးမှာစစ်မှုထမ်းများအတူတကွရက်တီကနိုင်ငံတော်တချင်းများတီးဆိုကြပြီးနောက်တရုတ်နယ်ထိုင်းရှေ့တပ်ရရှိများမှမိခွန်းပြောကြားခဲ့ပါသည် ယခုနှစ်စည်ရေးလေးချင်းမှုမှမိုင်းပူပေါင်းတုတ်ပြန်ဆောင်ရွက်မှုများပြည်ပြင်ပြတ်မှတ်တိုက်ခိုက်ခြင်းဘင်းလယ်ပြင်ရှာဖွေခြင်းနဲ့ကယ်ဆယ်ခြင်းအသေးစားလက်နက်များပစ်ခတ်ခြင်းအနီးကတိုက်ခိုက်ခြင်းလက်တွေ့ရှင်သန်ကြိုးပမ်းရေးလေးချင်းမှုများအပါအဝင် ရေပြင်းနဲ့ကုန်းပြေလေးချင်းမှုပပေါင်းဆောင်ပါဝင်ပါထဲ့ ကျွန်ုပ်တို့ရဲ့နီးပြူဟာနဲ့စစ်စင်ရေးစွမ်းရည်များတိုးတက်စေကောင်းအပြန်လန်ပူပေါင်းဆောင်ရွက်ရေးမြင့်တင်နိုင်ရန်ထိုင်းရှေတန်းနဲ့အတူရေးပြင်းနဲ့ကုန်းမြေလေးချင်းမှုအပြည့်အစုံကိုပူပေါင်းလှုပ်ဆောင်သွားပါမယ်လို့တရုတ်ပြည်သူလွတ်မြောက်ရေးသက် PNL ရေးသက်မှစစ်တီတဦးကပြောပြပါထိစီရေးပူပေါင်းလေးချင်းမှုကနှနိုင်ငံရေးသက်မှဘုံတဘောတူညီချက်အတိုင်းအကောင့်ထဲပေါ်ဖို့အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပါထိ နနိုင်ငံစီရေးဆက်ဆံမှုပူပေါင်းဆောင်ရွက်မှုဒေတာတွင်းရေပြင်လုံခြုံ ရေးထိုးမှပြည်တင်သွားဖို့ရည်ရွယ်ထားကြတာဖြစ်ပါထေ PNLA ရေးသက်အဖွဲ့ဝင်အနေနဲ့ယခုလိုပူးတွဲလေးချိန်ရေးမှာပါဝင်ခွင့်ရတဲ့အတွက်များစွာဂုဏ်ယူရာကြောင်းတရုတ်စစ်တပ်ရဲ့ကျွမ်းကျင်မှုတွေကိုပြသနိုင်ရုံမကတရုတ်ထိုင်းချစ်ချင်မှုအားကောင်းစေရန်လဲအထောက်အကူပြုကြောင်းတရုတ်စစ်တီတအူးကပြောသွားပါတယ်လို့သိရပါတယ်ရှင်။